နေထိုင်သူတွေရဲ့အဆွန်ပြစ်ခြင်းကိုခံရတဲ့အမေရိကန်ပြည်နယ်များမိုင်မောင်းများစွာကျယ်ဝန်းပြီးလူသူစိတ်သုံးနေတဲ့မြေလူမြေရိုင်းတွေထဲမှာကားမောင်းနေရတဲ့အဖြစ်ကိုမြင်အောင်ကြည့်လိုက်ပါလူလည်းမရှိအိမ်လည်းမရှိတိတ်ဆိတ်မှုတွေနဲ့ပြည်နယ်တွေရဲ့လမ်းတွေပဲရှိပါတယ်အချို့ပြည်နယ်တွေကအရန်ကိုအင်းလုံးလို့ရင်းနှီးပူပူတောင်လေးထဲမှာတင်ခဲသွားနိုင်တဲ့အထိပါပဲတချို့ကြတော့လေစီးပွားရေးပြက်လို့အလောက်ကိုင်းတွေညာရင်းချင်းပြောက်ွယ်သွားတာမျိုးတွေနဲ့ရင်ဆိုင်နေရတာပါ အန်အောစရာကောင်းတဲ့ကဒီနေရာတွေထဲကတချို့ကတစ်ချိန်တုန်းကစီကားခဲ့ပူပေမဲ့အခုတော့တဆင်မျိုးတွေလိုဖြစ်နေကြတဲ့ကိစ္စတွေပါပဲဒီပရိုလင်းမှာတော့တစ်ချိန်ကစီကားခဲ့ပူပေမဲ့အခုချိန်မှာတော့စွန်ပြက်ခံအခြေအနေကိုရောက်နေတဲ့အမေရိကန်ဆဲပြည်နယ်အကြောင်းကိုဝေမျှပေးသွားမှာပါ Wyoming ပြည်နယ် အေးအေးချမ်းချမ်းနေခြင်းတွေအတွက်ဝိုင်ယိုမင်ကဦးစားပေးရွေးချယ်စရာဖြစ်ခဲ့ပူပါရင်အခုတော့အဲ့ဒီရွေးချယ်မှုအတွက်ပေးဆပ်ရတာတွေရှိနေကြတာပါရင်းသက်ရှူမောစရာတဘာဝရှူခင်းတွေပိုင်ဆိုင်ထားတဲ့ဝိုင်ယိုမင်ကအခုဆိုရင်အပေကန်စီးရင်းတွေကိုဝင်လာခဲ့ပါပြီလူရည်9သိန်း8000ကျော်ရှိတဲ့ဝိုင်ယိုမင်ဟာပြည်တိုင်းထက်တောင်ပိုကျဲပါပြီဒါပေမဲ့လူရည်ကတော့အစာကလေးကတော်တော်နေနေကြတာပါဝိုင်ယိုမင်ရဲ့ရာသီဥတုကကြံတယ်ပါရင်သွာလာရတာကလည်းဝေးလံလွန်းလာတာပါဒါပေမဲ့အခွန်အခနေပါရီဆိုတဲ့အာတာချက်တွေတော့ပိုင်ဆိုင်ထားပါတယ်မြေသေးတွေကလည်းခက်ပေါ်ပေါ်ပါပဲ ဒါပေမဲ့တကယ်အလုပ်လုပ်မယ်ဆိုရင်တော့ခက်ခဲတွေကတန်းစီပြီးပေါ်လာမှာပါ။ဝါယုံမင်ကကြောင်မီးသွေးရေနံနဲ့တဘာဝတံခွေလုပ်ငန်းတွေပေါ်မှာအကြီးအကျယ်မှီခိုနေရတာအရင်ကတည်းကပါပဲ။ဒါပေမဲ့အဲ့ဒီအလုပ်ကိုင်းတွေကနောက်ပိုင်းမှာကျဆင်းလာပါရင်အလုပ်ကိုင်းခက်ခဲတွေနဲ့အတူလူငယ်တွေကလည်းအခွင့်အလမ်းပေါ်များရာရိပတ်စီစဉ်သွားရတာပါ။အဲဒါကြောင့်ဝါယုံမင်မှာလူကြီးပိုင်းတွေလောက်ပဲအများဆုံးကြံခဲ့ရပါရည်။ဝါယုံမင်ကဆောင်းရသည်ဆိုရင်အတဲခိုင်းမတက်အေးတဲ့အခြေအနေနဲ့ဂျုံရအောင်ပါပါ။ အပူချိန်ဆိုတာ၃ရက်မှအောက်ထီတောင်ရောက်သွားပါပြီ။အချိန်မီးတိုက်ခတ်နိုင်တဲ့နေမုံတိုင်းတွေကြောင်းသွာလာရေးကိစ္စတွေကလည်းရပ်တန့်ကုန်တာပါ။တခါတလေတပတ်လောက်အိမ်ထဲအောင်းနေရတဲ့အချိန်မျိုးတွေတောင်ရှိတတ်ပါတယ်။စားနပ်ရိက္ခာတွေကြိုမဆူထားနိုင်တော့ Wyoming ဆောင်းတွေကရေကဲငရေကန်းကြီးဖြစ်သွားရမှာပါ။နောက်ပြီး Wyoming က Yellowstone အမျိုးသားဥယျာဉ်ကြီးပိုင်းဆိုင်ထားတဲ့ပြည်နယ်လည်းဖြစ်ပါတယ်။အဲ့ဒါကဂုံယူစရာဖြစ်ပေမဲ့ဒီဥယျာဉ်ကြီးမှာအချိန်မရွေးထားပေါက်ကွဲနိုင်တဲ့မီးတောင်ရှင်ကြီးရှိနေတာကပျော်စရာတော့ကောင်းမနေပါဘူး။ ဒါတလောကတွေအမျိုးသားဥယျာဉ်တွေကဒရိတ်ဆန်တွေဂုံးမြင့်တွေဘက်ကိုအစိုးရအပြုံလိုက်ပြောင်းရွှေ့နေကြလို့မိတောင်ပေါတော့မလားဆိုပြီးစိုးရင်ရတဲ့ကိစ္စတွေကလည်းရှိနေကြတာပါတချို့ဆိုရင်အဲဒီကိစ္စကြောင့်ကြိုပြီးပြောင်းရွှေ့သွားကြပါတယ်ပြောရရင်ဝိုင်ယိုမင်ကဗီဂန်နာ level အတွက်တော့မဟုတ်တော့ပါဘူးဒါပေမဲ့အေးဆေးဆေးနေခြင်းသူတွေဆိုလာကန်ဖွင့်နေတဲ့သူတွေအတွက်ကတော့အဆင်ပြေနေသေးတာပါအဲဒီလူတွေကလည်းဝိုင်ယိုမင်ကဆုံပြေရမယ့်အခြေအနေကိုရောက်နေကြတာဖြစ်ပါတယ်ဘာမောင်းပြင်းနေ ဗမောင်ပြည်နယ်ပြည်ထနာကြတော့တမျိုးပါပဲဒီပြည်နယ်မှာကတော့လှပတဲ့ရှုခင်းတွေပိုင်းဆိုင်ထားတာပါတခြားအခြေအနေလေးတွေကလည်းသိမဆိုးပါဘူးပြောရရင်ဗမောင်ကဖွံ့ဖြိုးတိုးတက်ဖို့အလားအလာရှိတဲ့စည်ရင်းထဲမှာလည်းပါနေတာပါ ဒါပေမဲ့နေထိုင်စေးအရန်ကြီးတာကအားနည်းချက်ကြီးဖြစ်နေပါတယ်။အခွန်အခတွေဆိုတာကလည်းသွေးတက်ခြင်းစရာကြီးတွေပါ။အလောက်ကအရန်ကောင်းလို့လားဆိုတော့လေလူတချို့အတွက်ပဲအဆင်ပြေပါတယ်။ဖာမောင်းရဲ့ဆောင်းရတီကလည်းဝိုင်ယိုမင်လိုပါပဲ။အဲ့ဒါတော့အကျယ်ချက်မပြောတော့ပါဘူး။ဒီမျိုးလေးကနေနေကွေကွေနေထိုင်မှုဘဝပုံစံကိုကြိုက်တဲ့သူတွေအတွက်တော့အဆင်ပြေပါတယ်။ဒါပေမဲ့အဲ့ဒီပုံစံအတိုင်းလဲပတ်နိုင်ဖို့ငွေကြေးတောင်တင်မှအဆင်ပြေမှာပါ။ဒါမှန်လာခစားသမားတွေလက်လောက်လက်စားသမားတွေအတွက်တော့ဖာမောင်းကအဆင်သင့်မဖြစ်နေပါဘူး။ ။နောက်ပြီးပြည်နယ်ရင်းကအထက်အမျိုးကြီးတွေရဲ့ဖျော်ဖြေကိစ္စတွေကလည်းလူငယ်တွေအတွက်အားမရစရာဖြစ်နေတာပါ။အလောက်ကန်ခွင်လန်းရှာပါမှုနဲ့ထပ်ပေါင်းလိုက်ချိန်မှာတော့လူငယ်တွေအလုံးလိုက်အရင်လိုက်ထွက်သွားရတဲ့အခြေအနေတွေဖြစ်လာရတာပါပဲ။ဘာမောင်ရဲ့အားနည်းချက်တွေကိုစုပြောရရင်တော့အယံအေးအယံစီကြီးအယံနှေးကွေလိုပဲဖြစ်ပါတယ်။မြောက်တာကိုတာပြည်နယ်လူထက်နွားကပိုများတဲ့ပြည်နယ်ကိုရေးပြပါဆိုတော့မြောက်တာကိုတာကိုပဲလက်ညှိုးထိုးရမှာပါ။ဒီပြည်နယ်ကမျက်စိတစုံကျယ်ပြန့်တဲ့လွေမြင့်ကြီးတွေအစုံမရှိတဲ့မိုးကောင်းငွေရှုခွင်းတွေကိုပိုင်ဆိုင်ထားတာပါ။ ပြီးတော့ဘီနယ်အားလုံးထဲမှာရာဇဝမှုအနေဆုံးဆိုတဲ့ဂုံပုတ်ကိုလည်းရယူထားပါတယ်။ဒီအချက်တွေကိုကြည့်လိုက်ရင်တော့မြောက်တာကိုတာကနေထိုင်မှုတင့်တယ်လို့တွေးမိကြမှာပါ။ဒါပေမဲ့တကယ်တမ်းမှာတော့ဒီလိုမဖြစ်နေပါဘူး။ဒီဘီနယ်ဆောင်းလင်းကလည်းအရန်ချမ်းပါတယ်။အရေးဆုံးအချိန်ဆိုရင်အနောက်90ဒီဂရီဆဲလ်ဆီယပ်လောက်အထိကိုဖြစ်သွားတတ်တာပါ။နေမုံတိုင်းတွေဆိုတာကလည်းပုံမှန်လိုတိုက်ခတ်ပါသေးတယ်။နေမုံတိုင်းတိုက်ပြီးအပြင်ထွက်မယ်ဆိုရင်နှင်းတွေကပေါင်လေလောက်ထိရောက်နေတာကိုလည်းတွေ့ရမှာပါ။ နောက်ပြီးဒီပြည်နယ်ကတော်တော်လေးလေးအထူးကြံစရာကောင်းပါတယ်အကြီးဆုံးမျိုးဖြစ်တဲ့ဖာကူမာရောင်လူရီကတသိန်း3000လောက်ပဲရှိတာပါအိမ်တွေဆိုတာကလည်းခက်ကြဲကြဲခက်လန့်လန့်တွေပုံများပါတယ်တိုင်မာတစ်ခုခုဖြစ်ရင်ချက်ချင်းမတိရလောက်အောင်ကိုအဆက်အသွယ်ကျဲလွန်နေတာပါဒီမှာလေအရင်ကရင်းနှလုံးကန်းတွေထွန်းကားခဲ့လို့လှလှရှာရှာဖြစ်ခဲ့ပြပါရင်ဒါပေမဲ့ဒီလုံငန်းတွေနှေးကွေးလာတဲ့အချိန်မှာတော့လူတွေကလည်းဒီပြည်နယ်ကိုစွန့်ပစ်ဖို့ဖြစ်လာခဲ့ရပါတယ်။တောင်တာကိုတာပြည်နယ်ဒီပြည်နယ်ကအမေရိကန်ရဲ့အထင်ကြီးကုန်ပုတ်တွေကိုပိုင်ဆိုင်ထားတာပါ။ Mount Rushmore, ဘလဟေးရိုလိုအထင်ကြီးအနေအရရှိပေမဲ့လူအများစုကြာကြာနေထိုင်နိုင်လောက်အောင်တော့မဆွဲဆောင်နိုင်ခဲ့ပါဘူး။တောင်တာကူတာရဲ့အထက်အားနဲ့ချက်တွေကိုပြောပါဆိုရင်ကျန်တန်တဲ့ရာသီဥတုလောက်ခလာစာနေပါမှုတို့နဲ့မြို့ပြဆွဲဆောင်မှုမရှိတာတွေကိုထုတ်ပြောရမှာပါဒီပြည်နယ်လေးကခရီးသွားလုပ်ငန်းကနေငွေရပေးမယ်အများစုကရာသီအလိုက်ပဲဖြစ်ပါတယ်မြို့တချို့လောက်ကပဲခရီးသွားလုပ်ငန်းတွေကနေအကျိုးအမြတ်ရနိုင်တာပါဒီပြည်နယ်ရဲ့ရာသီဥတုကလည်းအစွန်းရောက်လုံးပါတယ်စောင်းနေဆိုရင်သွေးခဲမတက် AP ຫນွေဆိုရင်တော့အငွေ့ပြတ်မတက်ပုံနေတာပါ ဒီကြားရင်နေမောင်တိုင်းတွေလေဆင်နှမောင်းတွေကလည်းခဏခဏအလဲလာတက်ကြပါသေးတယ်။ပြောရရင်ဒီပြည်နယ်ကနေထိုင်မှုအတွက်တင်မဟုတ်ပဲအသက်ရှင်နိုင်မှုအတွက်လည်းရုန်းကန်နေရတာပါ။အခုအခါနဲ့နေထိုင်စရာလေးတွေကတော့တိမ်မဆိုးလာပါဘူး။ဒါပေမဲ့မြို့ပြဆွဲဆောင်မှုတွေမရှိပါဘူး။ညာပိုင်းပျော်ပွဲရှင်ပွဲတွေကလည်းရှားပါလာပါပြီ။အဲဒါကြောင့်လူငယ်တွေကလည်းမပျော်တော့ပါဘူး။တဘာဝကိုနှစ်သက်တဲ့သူတွေတောင်မှဒီပြည်နယ်လေးရဲ့ညင်းငွေးစရာကောင်းမှုကိုမခံနိုင်တဲ့အဆုံးဆွန့်ပြစ်မဲ့လမ်းစဉ်ကိုပဲရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။မွန်ထားနာပြည်နယ် မော်ဒါနာကဗာဂျီနီးယားထောင်ကယ်ရိုလိုင်းနားနဲ့ပင်ဆယ်ဗေးနီးယားပြည်နယ်တွေကိုသူ့ထဲမှာထည့်လို့ရနိုင်လောက်အောင်ကြီးမားကျယ်ပြန့်ပါတယ်။ဒါပေမဲ့ပြည်နယ်တစ်ခုလုံးမှာနေထိုင်တဲ့လူဦးရေကတက်တန်းအောင်မပြေနေပါဘူး။မော်ဒါနာကရင်သက်ရှူမောပွဲကောင်းတဲ့တောင်တန်းတွေအစုံမရှိတဲ့လွေမြင့်တွေအကောင်းဆုံးအမျိုးသားဥယျာဉ်တွေပိုင်ဆိုင်ထားတာပါ။ဒါပေမဲ့လူတွေရဲ့ရေရှည်နေထိုင်ခြင်းစိတ်ကိုတော့ပိုင်ဆိုင်ထားတာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့မော်ဒါနာကဝေးလံခေါင်းတီးမှုအရှိဆုံးပြည်နယ်တွေကတစ်ခုဖြစ်နေတာကြောင့်ပါ။စေအေးချမ်းမှုနဲ့တိုက်ဆိတ်မှုကိုနှစ်သက်တဲ့သူဆိုရင်တော့မော်ဒါနာရဲ့အခြေအနေကိုလက်ခံနိုင်အောင်မှာဖြစ်ပါတယ် ဒါပေမဲ့အရန်အထီးကြံလွန်းလို့လူစုစုရှိတဲ့နေရာတွေသွားမယ်ဆိုရင်နိုင်ပေါင်းများစွာကောင်းမွန်သွားရမှာပါ။လမ်းမှာကားပြရင်တော့ကိုညီမဲ့သူကိုလဲပြီးရှေ့အောင်မျှော်ရမှာဖြစ်ပါတယ်။ကားတစီတွေ့ရဖို့နိုင်နဲ့ချီပြီးစောင့်ရတယ်ဆိုတော့ကတော့နားလေထားရမှာပါ။နောက်ဆုံးကားဆွဲဝင်ဆောင်မှုဆက်ပြင်စရာတွေနဲ့အဆက်အသွယ်ရခဲ့ရင်တော့စောင့်ရတဲ့ကိစ္စကနိုင်နဲ့ချီပြီးကြာနေအောင်မှာပါ။မွန်ဒါနာရဲ့ဆောင်းနေကလည်းလူတွေနေပါရတဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ဘလောက်တောင်ကျန်လဲဆိုရင်နင်းမုံနိုင်ပြီလို့အပြင်ထွက်မယ်ဆိုရင်နင်းတွေကိုဥမင်လို့ဖောက်ပြီးထွက်ရတာပါ။အဲဒီနင်းတွေအေးပြောရင်ရေကြီးတဲ့ပြဿနာကလည်းရှိပါသေးတယ်။ ။ရွေရသည်ဆိုရင်တော့အေးနေရမလားထင်ရင်တော့မှာပါလိမ့်မယ်။ဒေါမီလောင်နဲ့အန်ဒရယ်တွေကိုကြောက်နေရတာပါ။ကောမီလောင်မီဆိုရင်လည်းရဲတရပတ်များစွာကြာပြီးမိဂိုတွေကကောင်းငင်ကိုလဲမောင်အောင်ဖြစ်အောင်ပြောင်းပေးလိုက်အောင်မှာဖြစ်ပါရင်။ဒါရီကိုမမှုဘူးဆိုရင်တော့နောက်ထပ်ပြဿနာတစ်ခုကိုပြောရအောင်ပါပါအဲ့ဒါကတော့သွားချင်းတို့သွားနေတဲ့တဲ့ဝက်ဝင်တွေပါပဲဒီဝက်ဝင်တွေကတခါတလေကြာရဲ့အိမ်ဝင်စီကိုရောက်လာတတ်ပါတယ်ဝက်ဝင်ကိုအပြင်မှာအနီးကပ်တွေ့ကျင်နေဆိုတော့မော်ဒါနာကိုရွေးလို့ရနေသေးတာပါဒီပြည်နယ်ကမွေးမြူရေးချမ်းခရီးသွားလုပ်ငန်းတွေနဲ့အတံမွေးနိုင်နေဆိုရင်တော့အဆင်ပြေပါတယ် ဒါမှမဟုတ်ကိုကဝင်ငွေကောင်းတဲ့ freelance အလုပ်လေးရှိနေရင်လည်း okay နေတာပါဒီလိုမှမဟုတ်ပဲရတဲ့အလုပ်လေးလုပ်မယ်အပေါ်အလုပ်တွေလည်းလုပ်မယ်ဆိုရင်တော့အဆင်ပြေနေမှာမဟုတ်ပါဘူးမော်ဒနာကအလုပ်ရှားပါတယ်ပြီးတော့လောကလာသားတွေကလည်းနေပါနေတာပါပြီးတော့အင်ဂျင်မေဇေးတွေကလည်းကြီးလာပါတယ်အဲဒါကြောင့်ဒီပြည်နယ်ကပတ်စံရှိလူရန်းသားတချို့ရဲ့ရွေးချယ်စရာဖြစ်ပြီးလူအများစုရဲ့အဆုံးဖြစ်ခံပြည်နယ်ဖြစ်နေရတာပါအနောက်ဗာဂျီနီးယားပြည်နယ်တချင်ကကြောင်မီတွေ့ထွက်ရှိရာပြည်နယ်တစ်ခုဖြစ်ခဲ့ပြီးတဲ့အနောက်ဗာဂျီနီးယားကနေထိုင်သူတွေစွန့်ပစ်တဲ့တံကိုတခြားပြည်နယ်တွေထပ်ပိုခံရရတာပါ ကြောင်မီသွေးလန်လန်တူးတဲ့ခေတုံးကစစိုးပြပြစီစီကကရှိခဲ့ပေမဲ့ခေတွေပြောင်းလဲလာတဲ့အချိန်မှာပြည်내အထွတ်ခြောက်ခဲ့ရမယ့်အခြေအနေတွေဖြစ်လာခဲ့တာပါကြောင်မီသွေးလုပ်ငန်းကိုအစားထိုးနိုင်တဲ့စက်မှုလုပ်ငန်းကလည်းမရှိတာကြောင့်လူအများအပြားကအနောက်ဗာဂျီးနီးယားကိုနှုတ်ဆက်ထွက်ခွာသွားခဲ့ရတာပါအဲဒီကြောင်မီသွေးလုပ်ငန်းတွေကြာဆင်းပြီးနောက်မှာဒီပြည်နယ်ကဆင်းရဲမွဲတေမှုနှုန်းအမြင့်ဆုံးထဲမှာအပါအဝင်ဖြစ်လာခဲ့ပါတယ်အဲဒါကြောင့်အခြေချသူတွေလည်းဘာပဲဖြစ်ဖြစ်ဒီပြည်နယ်ထက်တော့ကောင်းပါပဲဆိုပြီးထွက်သွားကြပြန်ပါတယ် နောက်ပြီးပြည်내ပြည်ဝီနေသားအားလည်းအဆင်မပြေမှုတွေရှိနေတာပါ။ကွယ်ကွယ်ကောက်ကောက်လမ်းတွေအထူးကျန်နေတဲ့လမ်းတွေနဲ့အတူရှေးရောင်ဒီဇိုင်းအိမ်တွေကြောင့်အတိတ်ထဲမှာရှင်သန်နေရတဲ့ခန်းစားချက်ကြီးမျိုးဖြစ်စေခဲ့ပါတယ်။ကျမကြီးဆောင်ရှောက်မှုဆိုရင်လည်းဘီနေရီထဲမှာအဆိုးဝါးဆုံးနဲ့ဒုတိယလိုက်နေတာပါ။တောင်ပေါ်ရှုခင်းလေးနဲ့နေချင်တဲ့ဆိုတော့ဒီဘီနေကအဆင်ပြေပါသေးတယ်။ဒါပေမဲ့ရေရှည်နေမယ်ဆိုတော့အထီးကျန်မှုအဆင်မပြေမှုတို့ကြောင့်ပြန်ပြောင်းမှုစိတ်ကူးမိမှာပါပဲ။နေဗရာစကားဘီနေဒီဘီနေကတော့အရန်ကိုပြန်ပြုတ်လုပ်ပါတယ်။ကျဲပြန်းတဲ့လေကွင်းတွေလွင်မြင်တွေကလည်းမျက်စိတစုံရှိနေတာပါ။ နေဗရာစကားကဒါမန်ကြည့်ရင်အခြေချနေထိုင်ဖို့အဆင်ပြေအခြေအနေကိုပိုင်ဆိုင်ထားပါတယ်။ဒါပေမဲ့လူအများစုကဒီနေရာမှာအကြာကြီးနေထိုင်ဖို့မစင်စားကြပါဘူး။ဒီပြည်နယ်ကတောင်တွေမရှိပါဘူး။ကမ်းခြေတွေလည်းမရှိပါဘူး။အ धिक ဆွဲဆောင်မှုရှိတဲ့နေရာတွေကလည်းမရှိပါဘူး။အရိစာမိုင်းနဲ့ခြေတဲ့ဆိုင်ခင်းတွေတိတ်ဆိတ်တဲ့မြို့ကြီးတွေပဲရှိပါတယ်။နားဟိပါးနေကြရင်တော့ဒီပြည်နယ်လေးကအဆင်ပြေနေသေးတာပါ။ဒါပေမဲ့အလောက်ကန်ရှားပါးမှုတွေကလူငယ်တွေကိုအဝေးလွင်သွားအောင်ကန့်ထုတ်လိုက်ပါတယ်။နွေပတ်ဆိုရင်ပူလုံးဆောင်းလင်းဆိုရင်အေးလုံးနဲ့ရာသီဥတုကလည်းကြံနေသူတချို့ကိုထပ်ပြီးထွက်ခွာစေကြတာပါ နောက်ပြီးတော်နီရူးမုန်တိုင်းတွေကလည်းနှစ်တိုင်းတိုက်ပါသေးတယ်။အဲဒီမုန်တိုင်းတိုက်ပြီးရင်လည်းအဆောက်အုံတော်တော်များများကအမြဲပျက်စီးတတ်တာပါ။နီဗရာစကာမှာအတံမွေးကြောင်လုပ်မယ်ဆိုရင်စိုက်ပျိုးရေးအလုပ်ကလွယ်လို့ဝင်ငွေတင်းတင်းတဲ့အလုပ်တွေများများဆဆမရှိပါဘူး။လင်ကုန်းနဲ့အိုမဟာတို့လိုမျိုးတွေလောက်မှပဲအလုပ်နည်းနည်းပေါ်ပါတယ်။ဂျန်နယ်မျိုးတွေမှာတော့ဒေတာရင်းအလုပ်လေးတွေပဲရှိနေတာပါ။ဒီလိုနဲ့လူတွေရဲ့အခြေချနေထိုင်ခြင်းနဲ့စီးရင်ကနေနီဗရာစကာလေးတစ်ပြေးပြေးဝေးကွာလာခဲ့ရပါတယ်။အလာစကာပြည်နယ်ဒီပြည်နယ်ကိုရောက်လာတဲ့လူတွေကအများစုကတိတ်မကြခင်ပြောင်းပြောင်းသွားကြတာပါ။ ခန်းထားတဲ့တောင်တန်းတွေတန်ရှင်းတဲ့တောရိုင်းဒေသတွေနဲ့ဆိုလာကန်ဖွင့်လို့ရတဲ့နေရာတွေပိုင်ဆိုင်ထားတဲ့အလာစကာကလူအများစုကိုဆွဲဆောင်ထားဖို့တော့မတန်နိုင်ခဲ့ပါဘူး။အဲဒီကိစ္စမှာလည်းအကြောင်းရင်းတွေရှိနေတာပါ။အရင်ဆုံးကျန်းတဲ့ဆောင်းရာသီကိစ္စကိုတူတူတတုတ်ပဲပြောပြပါမယ်။အပူချိန်ကအနုပ်55ဒီဂရီဆဲလ်စီယပ်အထိကျဆင်းတတ်ပါတယ်။နောက်ပြီးနေအောင်ကိုလားနဲ့ချီပြီးမမြရတဲ့ကိစ္စတွေလည်းရှိနေတာပါ။ပြောရရင်အလက်စကာမှာနေနေညနဲ့မကွဲတဲ့ရက်တွေကအများကြီးပါပဲ။ဒီမျိုးကလည်းအစားကလေးကလူနေနေပါတယ်။အဲဒါကြောင့်အထီးကျန်မှုဆိုတော့နေထိုင်မှုပုံစံတွေမှာအသားချနေပါပြီ။ နောက်ပြီးတဏျာကနေတဏျာကိုသွားဖို့လေရင်နဲ့လေတွေကိုပဲအားကိုးရတဲ့မြို့တွေတောင်ရှိနေတာပါအဓိကမြို့ကြီးတွေတောင်အနည်းဆုံးမြို့နဲ့မိုင်းယာချီကွာဝေးနေတာဖြစ်ပါတယ်နောက်ပြီးဒေါ်ရန်ဒရိတ်ဆန်တွေရဲ့ရန်ကိုလည်းကြောက်နေရတာပါဘဝွန်တွေဦးကျော်ကာကာမုစ်တမင်ကြီးတွေဝင်းပလီရီရဲ့ရန်ကိုလည်းကိုဘတာကြီးကြပ်ရှောင်းမှအဆင်ပြေမှာဖြစ်ပါတယ်ငါးဖက်မိအတံမွေးချောင်းပြုတ်တက်ရင်တော့အလက်စကာကအစာရေးတောက်ရေးအဆင်ပြေနေဦးမှာပါဒါပေမဲ့အသွာလာရခက်တဲ့ပြည်နယ်ဖြစ်တာကြောင့်ကုန်စင်းတော့ကတော့ပိုကြီးနေပါတယ် အဲဒါကြောင့်စွန်လာရတာကြိုက်တဲ့သူတွေအတွက်ဒီပြည်နယ်ကနတ်ပုံနန်းနန်းလေးဖြစ်နေပြီးလူအများစုအတွက်ကတော့ဆုံးဖြတ်စရာဖြစ်နေရတာပါ။ကမ်ဆတ်ပြည်နယ်ကမ်ဆတ်ကအမေရိကန်ရဲ့အလဲဘဟုမှာရှိနေပါတယ်။အချက်ကြာကြာတယ်လို့ထင်ရနိုင်ပေမဲ့သူ့ပြဿနာနဲ့သူရှိနေတာပါ။ဒီပြည်နယ်ကပြန်ပြူးတဲ့မြေပြင်တွေကြောင့်လူသိများပါတယ်။ပြောရရင်ဆွဲဆောင်မှုရှိတဲ့တဘာဝတွေတော့ဟုတ်မနေပါဘူး။ကားနဲ့နိုင်ပေါင်းများစွာခရီးသွားရင်တော့မြေဝင်းတွေကတိတ်ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ဒီအချိန်မှာကားတစ်စီးလူတစ်ယောက်ကိုတောင်တွေ့ကြမှာတွေ့ရုံပါပါ။ ကမ်ဆာရဲ့ဆောင်းလင်းကလည်းအယိုးတဲထီအောင်ဤခဲ့ပါရီ။နှွေကြတော့လည်းချွေးတလုံးလုံးဖြစ်နေကြတာပါ။ဒေါနီတို့မော်ဒန်တွေဆိုရင်လည်းဒီပင်နယ်လေးရဲ့ပုံမှန်ဖောက်တဲ့ဖြစ်ပါရီ။နေတိုင်းစိတ်နေပါရီဆိုတဲ့အားသာချက်လေးတွေရှိနေပေမဲ့လောကလာသာနေပါရီဆိုတဲ့အားနည်းချက်လေးတွေကလည်းထက်ရှိနေတာပါ။အလုတ်ကလည်းရှားပါလာပါရီ။စိုက်ပျိုးရီထုတ်လို့ရင်းနဲ့အလေးချောင်းပိုးဆောင်ရင်းဆိုင်ရာအလုတ်နည်းရှိပေမဲ့လူငယ်အားလုံးကိုအလုတ်ပေးနိုင်တဲ့အထီတော့ဟုံမနေပါဘူး။ဖြော်ပြေးကိစ္စကလည်းဒီပင်နယ်ရဲ့အားနည်းချက်ပါပဲ။ပင်နယ်ကိုကိုစားပြုနိုင်တဲ့ပရိုအားကစားအသင်းဆိုတာလည်းမရှိပါဘူး။ ကဘာကျော်ရဲ့အထင်ကရအထိမ်းမှတ်ပြီးဆိုရင်လည်းဝေလာဝေးဖြစ်ပါတယ်ကမ်ဆာကလူတွေတောင်မေဆူရီကိုသွားမှပြောရတယ်လို့ယူဆလာကြတယ်မှာတော့ဒီမျိုးလေးရဲ့အထူးကြံမှုကအမြင့်ဆုံးအခြေအနေတွေဖြစ်လာရပါတယ်။ Mrs. PP နဲ့အဆိုအရဆုံးဆင်းရဲမွဲတည်မှုအဆိုအရဆုံးကျမ်းမာရေးဆောင်ရှောက်မှုအဆိုအရဆုံးပညာရေးစနစ်တွေကိုဒီပြည်နယ်ကပိုင်ဆိုင်ထားပါတယ်။တကယ်တော့ Mrs. P ကကျွဲဝါးတဲ့တမိုင်းကြောင်းလေးရှိပါတယ်။ဒါပေမဲ့အဲ့ဒီတမိုင်းကြောင်းတွေကလူတွေကိုတော့မဆွဲဆောင်ထားနိုင်ခဲ့ပါဘူး။ မစ္စစ်ပီကအမေရိကန်မှာဝင်ငွေအနှိမ့်ဆုံးပြည်နယ်ဖြစ်ပါတယ်။ဒေသခံအများစုကအကျွေးတွေနဲ့ပဲလက်ပတ်နေရတာပါ။ကြောင်းလေဆိုရင်လည်းအမေရိကန်မှာအချို့တဲဆုံးဖြစ်ပါတယ်။ဆရာဆရာမတွေတောင်လစာပုံမှန်မရတဲ့ကိစ္စတွေရှိနေတာပါ။အဲဒါကြောင့်တခြားအခြေချသူတွေကိုဆွဲဆောင်ဖို့မပြောနဲ့။ရှိနေပြီးသားလူတွေကိုတောင်ထွက်မသွားရအောင်ရုန်းကန်နေရတာပါ။ဂျမားရေးဝန်ဆောင်မှုစနစ်ကလည်းအခြေအနေမကောင်းလာပါဘူး။ရာသီဥတုကလည်းကျန်းမာသေးတယ်။လွေဆိုရင်ပူပြင်းလို့ပါတယ်။ဘိုးရင်းဆိုရင်ဆွဆွလွန်းပြီးရေကြီးတဲ့ဒဏ်ကိုခံရပါတယ်။ဟာရီကိန်းမွန်တိုင်းတွေဆိုရင်လည်းဝင်းညင်းတလို့ကိုဝင်လာနေတတ်တာပါ။ မစ္စစ်ဘီရဲ့ကောင်းကွက်လေးကိုရှာချန်ဖြိုးရမယ်ဆိုရင်တော့အမေရိကန်မှာအဖော်ရည်ဆုံးလူတွေရှိနေတာပါပဲဒါပေမဲ့ဒီအချက်ကလည်းလူအများစုကိုဆွဲဆောင်နိုင်မှုမလုံလောက်ပဲဆုံးဖြတ်ခံရဆုံးဖြစ်နေစေနဲ့ထိတ်ဆုံးကပါနေရတာဖြစ်ကြောင်းဝေးများလိုက်ရင်ဗီဒီယိုလေးကိုနေကုန်ချောလိုက်ပါရခင်ဗျာအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ